ဆရာတော်ကြီးရေးတဲ့ကဗျာလေးတစ်ပုဒ်ကဘာတော့ဆိုတနစ်တခါငရဲရှာလူရွာဖျားပွဲဖျားပွဲဆိုပြီးတော့ကျင်းပကြတယ်ပွဲလန်းသဘင်နေနဲ့နော်ဖျားပွဲလို့သာကျင်းပလိုက်တာဖျားရှိခိုးတဲ့လူစားပထမနေလေဖျားပွဲဝယ်ပွဲဘုန်းကြီးတို့တော်မိလိုက်သေးတယ်ဖျားပွဲဆိုလို့ရှိရင်မြတ်မပြည့်မှာဝက်တောင်မှ၃မျိုးရှိတယ်နော် ဖျားပွဲကြတော့ကျွေးဖို့မွေးထားတဲ့ဝက်ကိုဖျားဝက်လို့ခေါ်တယ်အခုခေတ်ကတော့သူကသူလိုင်းစင်နေပါလေနဲ့မို့ဒီလိုမရှိတာဟုတ်နော်ခုလက်အော်ရာပေးတာတွေရှင်းရှင်းမှာပေါ့ဖျားဝက်နောက်ဘုန်းကြီးတွေတန်ဃာတိတ်အာဘတ်တင်လို့ကုစားတဲ့အခါပြိဝတ်ဆောက်တည်ပြိဝါဒဆိုအပိုင်းခြားတစ်ခုအလိုက်ဒန်ထမ်းရတယ်အဲ့ဒါလို့ဒန်ထမ်းပြီးတော့ချင်းဆောက်တည်တာပြိဝတ်ဆောက်တည်တယ်လို့တချို့ဒေသတွေမှာလောက်ပါ အဲ့ဒီပြိဝတ်ဆောက်တည်တဲ့တန်ဃာတွေကိုကျွေးဖို့မွေးထားတဲ့ဝက်ကိုတော့ဝဝက်လို့ခေါ်တယ်။အဲ့လိုအဲ့လိုဝက်တွေကအမျိုးမျိုးရှိတယ်နော်။အဲဘုန်းကြီးတို့ကငယ်တုန်းကကြုံမှုတယ်ပေါ့။ရွာဖျားပွဲဆိုရင်ဝက်သားစားရတာသိကြတယ်။ဘယ်ဟာတွေရတယ်တော့မသိဘူး။ဝက်သားစားဖျားပွဲဆိုရင်ဝက်သားစားကြရတဲ့အခါအေးအဲ့ဒါလိုကုသိုလ်ဆိုပြီးတော့လုပ်တဲ့ထဲမှာအကုသိုလ်တွေကပါလား။အကုသိုလ်တွေပါလား။ အကုသို့လုံးတယ်ဆိုတာတချို့ကငါအကုသို့မရှိဘူးလို့ဒီလိုပြောကောင်းပြောလိုက်အကုသို့ဖြစ်တယ်ဆိုတဲ့ဟာမှာသူကကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူတဲ့တူတူပဲအဲ့လေကိုကိုယ်တိုင်တတ်တာသူများကိုတတ်ခိုင်းတာအော်ရာပေးတာနော်အသားတွေအော်ရာပေးတယ်တာဘတပိဒါဆိုအော်ရာပေးမယ် ကိုကူဈေးမှာတပ်ပြီးသားဝယ်တာအကြောင်းကိစ္စမဟုတ်ဘူး။အော်ရပေးရင်ဒါမလုပ်ဘူး။နော်။အဲနောက်တစ်ခုကပါအောင်ဆိုလို့ရှိရင်ချီးမွမ်းတာ၊တရားချီးမွမ်းတာလည်းပါမှာပေါ့။ဝယ်ပေါ်တာဝယ်သဘောကျပြီးတော့အသားပေါ်တာဝယ်သဘောကျပြီးချီးမွမ်းစိတ်တူတယ်ဘာမှတော့မပြောဘူးစိတ်ကလည်းသဘောကျတူတယ်သဘောတူတယ်။အဲ့ဒီပုံကိုလေးဦးစလုံးဟာအကုသို့ဖြစ်တယ်တူတူပဲ။ဒါက ဘုရားဘာသာကျမ်းစာတွေမှာဆိုရဲဘုရားဘာသာကျမ်းစာမှာမဆိုဘဲနဲ့ပြောတဲ့စကားတစ်ခုရှိတယ်ဆိုပါစို့စာသူနဲ့တတ်သူအအသားစားတဲ့လူနဲ့အသားဖော်တဲ့ပေါ်တဲ့လူတချို့ဘာသာရေးကိုင်းကဘလို့ယူဆတာမဆိုစားတဲ့လူနဲ့တတ်တဲ့လူအကုသို့ဖြစ်တာချင်း50 50တဲ့50 50 တို့ပြောတယ်အဲ့ဒါချင်းဝါဒအဲ့ဒီတိုင်းရှိ50 50